အလုံးမင်္ဂလာပါရှင်သစာကစ္စနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျုပ်ဘူတင်ပြုလုပ်နေလေးကိုပြသပါမှာဖြစ်ပါတယ်မီးအေးလေးမှာပဲတကြားကသမင်းစားဆုံးနှစ်စွန်းရေကသမင်းစားဆုံးသုံးစွန်းထည့်ပြီးတော့တကြားကိုအေးပြောရဲ့အထီကိုပူပေးရမှာဖြစ်ပါတယ်အေးပြောပြီးတော့အခုလိုအနေထားရပြီဆိုရင်တော့မီမီထည့်ပေါင်းမဲ့ခွက်လေးတွေကိုတကြားရေးတွေထည့်ထားပြီးတော့ဘေးမှာခဏထားထားမှာဖြစ်ပါတယ်ရှင် အိုက်ဆင်ပြီးွားရင်ဆိုရင်တော့ကျိတ်ဆက်ထဲမှာပေါင်မုတ်ကငါးချက်ထည့်ပါမယ်ရှင်ပြီးရင်တော့နွားနိုးကတော့900 ml ဒီမှာအသုံးပြုထားပါတယ်ကျက်ဦးက၃လုံးထည့်ပေးမှဖြစ်ပါတယ်ရှင်ပြီးရင်ကျက်ဦးအနှံ့လေးပြောင်းအောင်လို့ vanilla ကတော့ထမင်းစားစွန်းတစ်စွန်းထည့်သုံးထားပါတယ် အားလုံးကိုတမဝအောင်ဘလန်ဒါထဲမှာချိန်ပြီးသွားပြီးဆိုရင်တော့ခုနကတကြားကြီးထည့်ထားတဲ့ခွက်လေးတွေကိုပြောင်းထည့်ရမှာဖြစ်ပါတယ်ရှင်ခုဆိုရင်ပေါင်ဖို့အတွက်အစင်းသဖြစ်ပြီးဆိုရင်တော့ဒီခွက်လေးတွေကိုပေါင်းအောင်လေးကိုထည့်ပြီးတော့စတင်ပေါင်းမှဖြစ်ပါတယ် မိမ်ကလည်းလက်ကိုတုံးပြီးတော့ပေါင်းတာဒီဟာကတော့ကြာမြင့်ချိန်မိနစ်30ကြာပါတယ်ရှင် ချက်မချက်သိရဖို့ဆိုရင်တော့တွားကြတုတ်တန်လေးကိုအလဲကိုထိုးကြည့်ပြီးတော့ဘာမှကတ်မပါလာဘူးဆိုရင်တော့ဒါချက်ပါကြီးရှင်။ချက်ပါကြီးဆိုရင်တော့ဒီရေကသတာထဲမှာအေးခံရမှာဖြစ်ပါတယ်။ရေကသတာထဲမှာအေးခံပြီးွားပြီးဆိုရင်တော့ထဲပြီးတော့လို့တလို့သုံးဆောင်လို့ရပါတယ်ရှင်။အရန်လွယ်ကူပြီးတော့ကလေးတွေပါကြိုက်တဲ့ဒီပမုတ်ပူတင်လေးကိုလက်လှုပ်ဆောင်မယ်လို့မျှော်လင့်ပါတယ်။ Thank you for watching. See you next time. I don't know what that. Odin. I need the Odin. I need the Odin dog. Olden. Is up. it now? No, wait. Okay. Okay, dip it. Oh, on oh, top. top? I see pancake cake. Is that, is that a cake? What's that? Yeah, open big. Say yum. Oh.